ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့အငှားသွားကစားနေတဲ့ကစားမားတွေထဲမှာနောက်ထပ်စွန်းဆောင်ကြီးပြနေတဲ့ Market Stretch ဘုနဲ့ပတ်သက်ပြီးတော့လဲ Fabrizio ကကျွန်တော်ထပ်ပြီးတော့ပြောလာတဲ့အကြောင်းအရာတခုရှိတယ်ပေါ့နော်လက်ရှိမှာ Market Stretch ဘုနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်ဒါ Barcelona က Imitan ကိုပျော်ရွှင်နေရပြီးတော့ Rashbu အနေနဲ့လဲအငှားပြောင်းရွှေ့ကြီးပြီးသွားတဲ့ကာ Barcelona ကို အပြစ်သက်ပြောင်းဖို့အတွက်ယာနှုံးကအများကြီးကျွန်တော်ရှိနေတယ် เนาะယာနိုများကျွန်တော်ရှိနေတယ်ဘာစီလိုနာကို နေရတာလဲကျွန်တော်တို့ဒါဘာစီမာနေရတာလဲမာကတ်စထရက်ဘူးကိုယ်တိုင်သဘောကျနေတယ်လို့လက်ရှိမန်ချက်စတာယူနိုက်တက်ကို ပြန်လာဖို့ဆိုတဲ့အကြောင်းမျိုးကို ကစားမဖြစ်သူရဲ့ဘာကလုံးဝတွေးတောထားခြင်းကျွန်တော်မရှိသေးဘူးပေါ့เนาะဘာစီလိုနာရဲ့ဘက်ကလည်း rush book ကိုခေါ်နိုင်အငှားခေါ်နိုင်ခဲ့တာနဲ့ပတ်သက်လို့တော်တော်သဘောကျနေပြီးတော့ဖြစ်နိုင်ပြီဆိုရင်အပြစ်သက်ဝယ်ဖို့လည်းစိတ်ဝင်စားနေတယ် ကစားမဖြစ်သူရဲ့ကွင်းတွင်းကွင်းပြင် behavior တွေနဲ့ပတ်သက်လို့ professional ဆံမှုတွေနဲ့ပတ်သက်လို့လေ့ကျင့်ကွင်းတွေမှာပေါ့နော်ပြင်းပြင်းထန်ထန်လေ့ကျင့်တာတွေနဲ့ပတ်သက်လို့လည်း immediate ကိုသဘောကျနေတဲ့နေရာမှာကျွန်တော်ပါတယ်ဘာစီလိုနာရဲ့တာဝန်ရှိသူတွေရဲ့ဘက်ကလည်း market stretch ကိုပါဘာစီလိုနာမှာအောင်မြင်နိုင်လိမ့်မယ်ဆိုပြီးတော့ယုံကြည်ထားကြတယ်ပေါ့ဆိုတော့ဒါရီအလုံးကတော့ Manchester United အတွက်ကျွန်တော်တို့ဒါတင်ကောင်းနေလို့ပဲကျွန်တော်ပြောရမလားအငားချထားတဲ့ကစားမတွေစွန်းဆောင်ကြီးကောင်းပြလီ ဒီဟိုအပြစ်သက်ရောင်းမယ်ဆိုလို့ရှိရင်လည်းပဲပေါ့နော်ကျွန်တော်တို့ကဈေးကောင်းကျွန်တော်ရတယ်ပြန်လာမယ်ဆိုလို့ရှိရင်လည်းပဲအတင်းအတွက်နေရာတနေရာပေးလို့ရတယ် ဒါအကယ်လို့မြန် MODIN ကလက်ခံမေဆိုရင်ပေါ့လေ MODIN ကတော့ကျတို့ဒါမာလာစီးယားကိုအသင်းနဲ့လေ့ကျင့်ခန်းပြင်ဆင်နိုင်နေတာနဲ့ပတ်သက်လို့ရှိရင်ကစားမားဖြစ်သူတွေရဲ့ပေါ့နော်စွမ်းဆောင်ရည်တွေအပေါ်မှာမူတည်ပြီးတော့နီးပြားကတကယ်တကယ်ထိုက်တန်ရင်အခွင့်အရေးပေးမှာဆိုပြီးတော့ပြောထားတဲ့အတွက်ကျတို့ market ratio လို့ပြင်လာရင်လည်းအသင်းမှာနေရမရနိုင်ဘူးလို့တော့ကျတို့ပေါ့နော်ပြောလို့တော့မရဘူးတိုးတော်လည်းပဲလက်ရှိ Mathis ကွန်ညာကိုခေါ်ယူနိုင်ခဲ့တိုင်ခဲ့တာတို့နော် market ratio နဲ့လုံးဝအဆင်မပြေတာတွေကိုကျတို့ကြည့်ရင် အမူရင်းရဲ့လက်အောက်မှာ Rushwood နေရာရဖို့အကယ်လို့မြန်ပြန်လာတယ်ဆိုရင်တော်တော်အခြေအနေနည်းပါတယ်ဆိုတော့အခုလက်ရှိပေါ့နော်ဘာစီမှာအဆင်ပြေနေတာကိုပဲကျွန်တော်တို့ကဒါတော်တော်လေးကောင်းနေပြောရမယ်ဘာစီရဲ့ဘက်ကအပြစ်သက်လူချင်းနဲ့တကယ်လည်းပဲကျွန်တော်မှာ Castle View ကကစားမကောင်းတယောက်ဖြစ်ပြီးတော့အတင်းမှာမတူညီတဲ့နီးပြတဲ့လက်အောက်မှာမတူညီတဲ့ row တွေမှာကစားရရင်လည်းသူ့အာသာချက်တွေကိုကျွန်တော်အသုံးချခြင်းမခံတဲ့အခါတိုင်းပတ်ရင်းနဲ့လက်ရှိလူမျိုးကျွန်တော်ပြောင်းသွားတာဒီနေရာမှာ ်ဘာစီလိုနာကိုသူအရင်သဘောကြတာเนาะမာကတ်စထရစ်ယူကဘာစီကိုအရင်သဘောကြတယ်ဘာစီကိုသူအင်မတန်ပြောင်းကျင်တယ်လက်ရှိမှာလည်းသူကစားနေရတဲ့နေသားမှာပြီးခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြင်ကြည့်ရင်ရက်ရှ်ဝါဟာဘာစီအတွက်ရမဲရိုအင်ဂျူရီပြဿနာတွေကြုံနေရတဲ့ချိန်ရောဘတ်လီယိုနော့စကီတို့ဂိုးတွေပုံမှန်သွင်းဖို့ရုန်းကန်နေရတဲ့ချိန်ပေါ့နော်ဟိုရာဖီညာတို့အင်ဂျူရီပြဿနာတွေကြုံနေရတဲ့ချိန်ဟဲ့လားအဲ့လိုမျိုးမှာဆိုလို့ရှိရင်မာကတ်စထရက်ဂျူးကတကယ်ကိုစတန်ဒ်အောက်ပလေယာဖြစ်ကျွန်တော်မြင်နေရတာနော်တကယ်ကောင်းတဲ့ကစားမဖြစ်ကျွန်တော်မြင်နေရတာရက်ရှူကတော်တော်ကိုခြိသွမ်းပြနေတာ စနာဖော်ဝဲဖြစ်ကစားတဲ့ခါပဲဖြစ်ဖြစ်လက်ဖွင့်မှာကစားတဲ့ခါပဲဖြစ်ဖြစ်ဒီကောင်းကြီးကတကယ်ကောင်းနေတာဆိုတော့ကစားမကူတိုင်းကဘောနော်ဘာစီလိုနာမြို့မှာပဲနေရတာသဘောကျတယ်လို့လက်ရှိဘာစီမှာအဆင်ပြေနေတယ်ဆိုတော့ဘာစီရဲ့ဘက်ကနွေရာဒီအပြောင်းရွှေ့လာမဒီယာဒီကိုရင်အပြည့်သက်ဝယ်နိုင်ရည်ရှိတယ်ဆိုတာကသတင်းကောင်းလို့ကျွန်တော်ယူဆတယ်ဘောနော်ဒီနေရာမှာဟိုရူမန်တို့ပြောတာကတော့လေ့ကျင့်ခွင့်ဒီမှာဘောနော်အပြင်းထန်လေ့ကျင့်နေတယ်ဘာညာပေါ့ဒါတွေကတော့ကောင်းတဲ့အချက်ပါဒါပေမဲ့ကွင်းတွင်ကွင်းပြင်ဘေဟီပြာတွေနဲ့ပတ်သက်လို့လည်းသဘောကျနေတယ်ဆိုတာတွေကတော့နည်းနည်းတော့တန်တရားရှိတရားပဲ ဘာလို့လဲဆိုတော့ဟိုတနေ့ကနီယူကာဆယ်ကိုဟိုဘာစီလိုနာရဲ့ဘက်ကချန်ပီယံစ်လိမှာနိုင်သွားတယ်1 2ဆိုတဲ့ယာနဲ့ market stretch ကိုကိုးသွင်းနေခြေသွမ်းပြတယ်နိုင်သွားတယ်နိုင်သွားပြီးတဲ့နောက်မှာဟိုဘယ်လိုရောမလဲနောက်ကျတယ်ဗောနော်လေ့ကျင့်ရင်းကွေးမှာလားကျွန်တော်ဗောနော်မသိဘူးနောက်ကျတာနောက်ကျတော့ကျွန်တော် market stretch ကိုအရန်ကုန်ကိုကျွန်တော်ထားခဲ့လိုက်တာဘာစီရဲ့ဘက်ကအသင်း meeting လားလေ့ကျင့်ရင်းကွေးလားမသိဘူးနောက်ကျတာဗျာထားခဲ့လိုက်တော့ market stretch နဲ့ပတ်သက်လို့အဲ့ဒီနေ့ကထပ်ပြီးတော့ထွက်လာပြန်ဒါကြောင့် queen twin queen ပြင်မှာ market ratio ရဲ့ behavior တွေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဘောနော်ဘာစီရဲ့ဘက်ကသဘောကျနေလဲဆိုတာတော့ကျွန်တော်တို့သိမယုံဘူးเนาะမယုံဘူးဘာလို့လဲဆိုတော့အတင်းမှာလဲ every time high လက်အောင်မှာလဲ market ratio အဲ့လိုကြုံမှုတယ် တည်တယ်မလားဟိုနိုင်ကလက်သွားတာတွေတို့တည်တယ်မလားပွဲနေအရင်နီးတဲ့အချိန်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါလေ့ကျင့်ခွင့်ကနေပြီးတော့ပြီးတော့နောက်ကြတာတွေတို့ဘာလို့အဲ့လိုမျိုးကြီးကျွန်တော်ချိခဲ့မှုတဲ့ဘာစီမှာလဲဟိုတနေ့ကနယူကာဆယ်နဲ့ပွဲပြီးနောက်ပွဲကိုကစားဖို့အတွက်ကျွန်တော်အရင်ကုန်ကိုချန်ထားခဲ့လိုက်ရဘူးတဲ့နေထားမှာအဲ့လိုမျိုးနောက်ကြလို့ဆိုပြီးတော့ကျွန်တော်ပြောခဲ့ရဘူးတဲ့ဆိုတော့လေ့ကျင့်ခွင့်ဒီမှာတကယ်တကယ်လေ့ကျင့်တဲ့ကားတကယ်ပြင်းပြင်းထန်ထန်လေ့ကျင့်တာတွေဘာတွေကတော့ဒါဟုတ်ကောင်းဟုတ်မှာပေါ့နော်ကစားမှာကအဲ့ဒါနေနဲ့ပတ်သက်လို့ပြဿနာမှရှိမှထားတာဒါပေမဲ့လို့ အချိန်မီမရောက်တာတို့ဘာတို့ကတော့သူ့အနေနဲ့တော်တော်လေးကိုအသိမှလဲကျွန်တော်တို့တရင်ကအရန်ထွက်ဘူးတာဆိုတော့ market strategy ပြောတာအဲ့ဒီအချိန်ဒီဒီကိုကောင်းကောင်းပြောင်းပြင်လှန်နိုင်မယ်ဆိုရင်ဘာစီမှာသူတော်တော်လေးကိုအချိန်ကြီးကောင်းသွားလိမ့်မယ်ဆိုတော့သူနေချင်းတဲ့ကလပ်တင်းလည်းဖြစ်တယ်အသိမှရှိတဲ့နီးပြားကလည်းသူစိတ်ကြိုက်ပေါ့နော်အဆင်ပြေတဲ့နီးပြမဟုတ်ဘူးသူ့ရဲ့အည်တွေးကိုအပြည့်အဝပုံပေါ်အောင်လုပ်နိုင်တဲ့နီးပြမျိုးမဟုတ်ဘူးဆိုတော့ United မှာရှိရင်လည်းပဲအမှန်ကန်ကျွန်တော်တို့ဝေဖန်ခံရတာတွေပဲကျွန်တော်ပေါ့နော်ကြုံနေရတယ်ဆိုတဲ့အခါကျတော့ market stretch ကိုကျွန်တော်တို့ အာစီမှာဆက်ပြီးတော့မြင်ရဖို့ကအချိန်ကြီးအများကြီးကောင်းနေလို့ထင်တယ်။လက်ရှိ Resman Whiteland လို့ပဲ Whiteland ကလည်းပဲကျွန်တော်တို့နာပိုလီမှာအဆင်ပြေနေတယ်။တော့တကယ်လည်းပဲသူ့ကိုကောင်းကောင်းအသုံးချနိုင်တဲ့နီးပြတယောက်ကျွန်တော်ရှိနေတယ်။ Marcus Rashford လည်းပဲဒီတိုင်းပဲနီးပြကိုယ်တိုင်လည်းသဘောကျတယ်လို့ Barcelona တောင်းရှိသူတွေရဲ့ဘက်ကလည်းသဘောကျတယ်။ဒါအပြင်ဒီကစားမကအတွေ့အကြုံတွေကဥရောပမှာကောနိုင်ငံကလပ်နိုင်ငံ level ကလပ် level ဒီမှာကောအမပစ်ခဲပါတယ်ဆိုတော့ပရီးမီးယားလိမှာကောဖြတ်သန်းလာတာတွေသူကြားလှပြီး ဆိုတော့ဘာစီအတွက်တန်း40လောက်နဲ့ကျွန်တော်တို့ဗောနော်တန်း40အောက်ဈေးနဲ့ကျွန်တော်ရနိုင်မယ်ဆိုတာမျိုးကတော်တော်ကောင်းတဲ့အနေထားပါ United ဘက်ကကြည့်တော့ဈေးကတော်တော်နေကောင်းနေလိမ့်မယ်ဒါပေမဲ့လို့ဗောနော်လုံးဝ home grown player ဖြစ်တဲ့အတွက် academy ထွက် product ဖြစ်တဲ့အတွက်ကျွန်တော်ဒါရောင်းသမျှငွေတွေကအကုန်အမြတ်ပဲဖြစ်မယ်ဆိုတာကတော့ဒါစာချင်တို့ရဲ့အကြိုက်ပေါ့လေဒါကြောင့်ကျွန်တော်ကြည့်ရင် market stretch ကို Barcelona ရဲ့ဘာကလက်ရှိအရင်ဆွမ်းဆောင်ရင်ကုန်ပြနေတဲ့အတွက် inventory ကိုအပြည့်အဝခေါ်ဖို့စိတ်ဝင်စားနေတယ်လို့ ကစားမကူရန်ရဲ့ဘက်ကလည်း Manchester United ကိုပြန်လာဖို့စိတ်ကူးမရှိဘူးပေါ့ဆိုတော့ညီကလို့ရောဘယ်လိုမြင်ကြလဲဒါ Rashford နဲ့ပါစီကိုပြောင်းသွားမယ်အပြစ်သက်ပြောင်းသွားမယ်ဆိုရင်မန်ကန်တဲ့အချင်းကြီးဖြစ်လိမ့်မယ်လို့ထင်ကြလားဒါမှမဟုတ်အသင်းမှာမတ်တီးစ်ကွန်ညာတို့မေဆန်မောင်းတို့ဘရိုင်ယန်အမ်ပူမူတို့အာမက်တို့ရှိပြီမဲ့ကျွန်တော်အနေနဲ့ပေါ့နော်လုံးဝပြန်ပြီးတော့နေရာပေးဖို့အမ်ပူရင်စဉ်းစားသင့်တယ်လို့ထင်ကြလားဆွေးနွေးကြပါဦးအားလုံးကိုချစ်သီးများကြီးတင်ပါတယ်